ကင်းပြည်နယ်မြောက်ရီတောင်ဘက် KK ပတ်မှာရှိတဲ့ကြားဖြန့်အဆောက်အဦတွေကိုစစ်တပ်ကနေ့စဉ်ဘုံခွဲနေတာကြောင့်ဂိုက်900တာဝေးတဲ့မဲဆောက်ဖက်ချံတောင်ရင်မြစ်ဘေးမှာနေထိုင်သူထိုင်းနဲ့မြန်မာရွာသူရွာသားတွေစိုးရင်ထိတ်လန့်နေကြပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါစစ်ကောင်စီအနေနဲ့ မြောက်ရီ KK ပတ်စီမံကိန်းအတွင်းကအဆောက်အုံတချို့ကိုတောင်းရင်မြစ်ပေးဂိုက်300ကနေ900အကွာလောက်မှာပဲဘုံခွဲဖြစ်စည်းနေတာကြောင့်တဖက်ကမ်းမဲဆောက်မြို့နယ်မက်ကော်ကင်းရွာသားတွေစိုးရိမ်ထိတ်လန့်နေကြတာပါမာထက်ทุกวันမကြောက်ကပိုင်မခုဘုံခွဲနေတာနေတိုင်းမှုနားမခံတာအတန်းနေဆူညံတာဘုံစားတွေလာမှန်တာတွေကြောင့်စိုးရိမ်ထိတ်လန့်နေရကြောင်းနေဆက်နေ ထိုင်းမျိုးသမီးကြီးတူကထိုင်းဘာသာနဲ့ပြောသွားတာပါအော်တိုဘာလ23ရက်ကစစစ်ကောင်စီတပ်နဲ့ကရင်နယ်ရာဆောင်တပ် BGF က KK ပတ်စီမံကိန်းတွင်အဆောက်အုံတချို့ကိုဘုံဖောက်ခွဲဖျက်ဆီးနေတာဖြစ်ပါတယ်มีเสียงระเบิดทุกวันนะคะ ส่วนส่วนส่วนตัวหนูเนี่ยก็ได้รับความกระทบกระเทือนนี่ไดบုံนี่คว้ยนี่เดตะเพ็ดก้านสุบิเมบ้ามาไม่เวบูอสนะนี่ไอ้นี่โกลามันนาရှိတယ် ကြောက်နေရပါတယ်လို့ထိုင်းမျိုးသမီးတူကထိုင်းဘာသာနဲ့ပြောသွားတာပါအလားတူစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကင်နေကြတဲ့ရွှေပြောင်းမြန်မာတွေလည်းဒီနယ်ဆက်ထိုင်းရွာမှာနေထိုင်နေကြတာပါကြည်စံထိတာမဟုတ်ဘူးအဲ့ကခွဲလာတဲ့ဒီပစ္စည်းသူတို့တန်တို့တန်စားမှန်တို့မှန်စားတွေလာမှန်နိုင်ရှိရအဲ့ဒါတွေကြတော့သူတို့ကလာပြစ်တယ်ထင်တယ်အမှန်တော့ဒီမှာခွဲနေတာသူတို့ကမျိုးခွဲနေကြတာ တော်ဆွနာနဲ့တလုံးခွဲလိုက်တယ်ကျွန်တော်တို့ဒီမှာအိတ်နေအိတ်တော့တုံထောက်သွားဒီဟာဆိုတော့ဒီနားမှာခွဲသလိုလိုပုံမှာခွဲသလိုလန့်လန့်နေရထိတ်လန့်နေရဒါကန်းကိုကြာတာသလိုတပည့်တွေဗမာပြည်သားတွေစုအမအမနေတဲ့နေရာကြီးမှန်နေဒီဒီမှာရိတ်တာအကြောင်းကြီးရိတ်တာအကြောင်းမှာဆိုကလေးတွေဗမာပြည်သားတွေပညာသင်နေတယ်အဲ့ပညာသင်တဲ့နေရာကြီးလာမှန်တော့အခုကြောင်းနေတော့ပိတ်ပြီးသားကလေးတွေမသွားရဲဘူးမိဘတွေဆိုမလွတ်ရဲဘူး ထိုင်းနေစပ်အနီးမြဝတီ KK ပတ်စီမံကိန်းမှာဘုံခွဲနေတာနဲ့ပတ်သက်ပြီးထိုင်းမြေပိုင်နယ်ထဲကိုဘုံစာတွေကြရောက်လာလို့အော်တိုဘားလ29ရက်မှာမြဝတီမဲဆောက်မြို့နယ်အဆင့်ထိုင်းနေကြာကော်မတီ TBC ကလည်းမြဝတီမြို့မြမာအနာပိုင်တွေကိုကန့်ကွက်စာပို့ထားပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါ